အားလုံးမင်္ဂလာပါ Civica Health Knowledge Sharing Channel ကနေကြိုဆိုပါရစေဒီနေ့ဒီ channel အတူ Grade 10 Biology Chapter 3.1.2 Support System in Terrestrial Plants အကြောင်းကိုလေ့လာကြရအောင်နောက်တစ်ခုကတော့ Terrestrial Plants ဆိုတာကုန်းပေါ်မှာနေတဲ့အပင်တွေပေါ့အဲ့အပင်တွေကို support ပေးတာဒီအပင်တွေမြေကြီးပေါ်မှာမမမမရှိနေအောင်ပေါ့ ဟုတ်ပြီနော်။အော်ဒီ plants မှာ various methods and system methods ရှိရပေါ့နီလန်းနေပြည့်ခါကြတော့သူ့မှာရှိရ system ပေါ့သူ့ကိုဖွဲ့စည်းထားတဲ့ system ရှိရ for support to maintain shape ဒီအပင်ရဲ့ shape ကို maintain လုပ်ဖို့ရင်သူ့ကိုကာဝယ်ပေးဖို့ဟုတ်နော်။အော် types of the support မှာနှစ်ခုရှိရ physiological support နဲ့ structural support ဆိုတော့နှစ်ခုရှိရပေါ့ ဟုတ်နော် physiological support က temporary ဖြစ်ပါလေတဲ့။ဘာကြောင့်လဲဆိုတော့ဒီ plant sense မှာရေတွေရှိရတဲ့အပေါ်မှာမူတည်တယ်။ဟုတ်နော်။နောက်တော့ဒီ plant sense မှာရေမရှိတော့ဘူးဆိုရင်ဒီ support က loss ဖြစ်သွားတယ်။ဥပမာဆိုလို့ရှိရင်ကျေတော့ဒါဆိုလို့ရှိရင်ဒီအပင်မှာ sense တွေမှာ target pressure ရှိရပေါ့။ဒီ cell တွေမှာ bacteria တွေမှာရေတွေအများကြီးရှိနေဆို cell တစ်လုံးတစ်လုံးချင်းက ူက target ဖြစ်နေလေဆိုရင်အပင်တစ်ခုလုံးကလည်းမဖြစ်သွားမလဲဆိုတာ target ဖြစ်သွားဟုတ်နော်နောက်ဆဲတစ်ခုချင်းက target ဆဲဆိုရင်အပင်တစ်ခုကလည်းထောင်ပြီးတော့မှမမှတ်ကလေးရှိနေရပေါ့ဟုတ်နော်အဲ့လိုမဟုတ်ဘဲနေရေဒီဆုံးရှုံးသွားရပေါ့ပူတဲ့နေရာမှာနေရန်ပူတဲ့အဲ့လိုမျိုးဆိုရင်အပင်ကနေရေဒီဆုံးရှုံးသွားတယ်ဆိုရင်ဒီမှာဒီမှာ shrink cancer spot sense ကပါဒီမှာ shrink ဖြစ်သွားရှုံသွားရင်ဆိုရင်အပင်တစ်ခုလုံးနဲ့ရှုံသွားမယ်ပေါ့ ဟုတ်ပြီနော်။အော်အဲ့ခါကျတော့ဇီရိုတွေ့ဘူးလိမ့်မယ်။အပင်လေးတွေအိမ်မှာဖျားပန်းနေပါညှိုးနေတယ်ဆိုရင်ဘာလုပ်လဲဆိုတော့ရေထဲထောင်ထားလိုက်တယ်ပေါ့။ရေထဲထောင်ထားလိုက်တယ်ဆိုအပင်ကပြန်ပြီးတော့မှဟိတ်ဖျားပန်းရိုးတန်ရပါဖြစ်လာတယ်။ပြန်ပြီးတော့မှထူထူထောင်ထောင်ဖြစ်လာ။ဟုတ်နော်။တင်းပေါ်ပါတယ်။အော်ညှိုးမနေတော့ပေါ့။အော်ဘာကြောင့်လဲဆိုရေထဲကိုထည့်လိုက်တာပေါ့။ရေထဲကိုဒီအကိုင်းကိုထည့်လိုက်တဲ့အခါမှာကျွန်တော်ရေထဲမှာရှိတဲ့ osmolarity ပေါ့။ ဟုတ်နော်။အော်ဒီဆဲထဲမှာဘာပိုဖြစ်မလဲဆိုအော်စမော်ဒီပိုများတယ်။အဲ့တော့ရေတွေက အပြင်ဘက်ကရေတွေကဆဲထဲကိုဝင်လာ။ဟုတ်နော်။ဆဲထဲဝင်လာ။အဲ့ water enters by osmosis နဲ့ဝင်လာတယ်ဆိုရင် divacuity ကဘာဖြစ်လာမလဲဆိုတော့ swell ဖြစ်လာ။အဲ့ဒါဆိုရင် ducted ဖြစ်သွားမယ်ပေါ့။ဟုတ်နော်။ အဲ့တော့ဒီမှာ physiological support ကဆက် as a whole ပေါ့ water and dust evacuation by osmosis နဲ့ဝင်မယ်။အော်ဒီဆဲထဲမှာ vacuole ထဲမှာဖောင်းလာရင်ဆိုရင်ဒီနာကပ်ရက်ကပေါ့ plasma membrane ကိုတွန်းနေ plasma membrane ကအပြင်ဘက်ကဆဲဝေါ်ယူတွန်းလိုက်တော့ target cell ဖြစ်သွား။ push the plasma membrane against the cell wall causing the cell to swell ပေါ့။ဟုတ်နော်ဒီဆဲက target ဖြစ်တယ်။ဒါ physiological support ပေါ့။ ဟာကျွန်တော်ဒီ plant sense မှာ osmosis နဲ့သွားရဲဆိုဒီ plant sense ဒီအပင်ပေါ့ရိုးရံကြီးကိုအပြင်ဘက်ကသူက isotonic ဆိုတာဒီဆဲထဲမှာရှိ osmolarity နဲ့တူညီတဲ့ solution ထဲမှာထည့်ထားရင်ဆိုရင်ရေဝင်ထွက်ကအတူတူပဲဖြစ်တဲ့အတွက်ကြောင့်ဒီဆဲရတာဖြစ်မလဲဆိုတော့ flaccid ပေါ့ခပ်ပျော့ပျော့လေးပဲဟုတ်နော်။အဲ့မှာသူကဘေးဘက်မှာ hypotonic ပေါ့ဒီအပင်ဂိုင်းနံကို ရေထဲမှာထည့်ထားမင်းဆိုရင်အပြင်ဘက်က hypotonic ပေါ့ဆဲတွေကပုံများတယ်ဆိုတော့ရေတွေအထဲကိုဝင်လာမင်းအဲ့ဒါဆိုတာချစ်ဆဲဖြစ်သွားမှာဥမာအပြင်ဘက်ကရေထဲမှာစားတွေပါထည့်ထားတယ် osmotic အရင်များတယ်ဆိုဆဲတွေကရေတွေအပြင်ထွက်သွားမယ် plasmolyte ဆိုတာဒီအပြင်အယူရိုင်းညှို့ကြွားမယ်ပေါ့ဟုတ်မြတ်တာ cleansing မှာ osmosis ဖြစ်တယ် အဲ့တော့ခုန physiological support ပြီးသားအဲ့ဒါဒီ target set ကနေလောက်ပြီးရေအဝင် training ဆိုင်နေ structural support ကြတော့သူက permanent support ဖြစ်တယ်ဟုတ်နော်နောက်ဒီမှာ support system ကသူကအပင်နေမှာနှစ်ခုရှိ woody plants နေဒီဘက်ကဗာလဲဆိုတော့ non woody plants ပေါ့ဟောဒီဘက်က woody plants မှာကြတော့သူဒီ ဘူဒီပလန်စီကသူအကြာကြီးပဲအသက်ရှင်တာပေါ့ဟုတ်နော်။အော်ဒီတော်တွေတောင်းနေတယ်မှာဒီလိုအပင်ကြီးတွေကအကြာကြီးပဲရှင်နေဒီဘက်ကပါလဲဆိုတော့ Habesius plansi အဲ့ပင်နေရာကျတော့တော့ဘာဖြစ်မလဲဆိုတော့သူ့တက်တန်းနဲ့သူ့ပဲ seasonal ပေါ့သူဒီဆောင်းရင်းဖြစ်တယ်ဆောင်းရင်းအပွင့်တွေပါပြွင့်နေပြီးလို့ရှင်တည်သွားရဲ့ပေါ့ဟုတ်နော်။အော်နောက် climate စီရှိတယ်ဒါ non woody plansi ။ဟောသူတို့ရဲ့ stretch ရဲ့ support ကခုနရေဝင်တာထွက်တာမျိုးမဆိုင်ဒီအပင်လေးဆိုရေမရှိတယ်။ဒီမှာသူတက်သားမာနေမှာပဲပေါ့။ဟုတ်နော်။ဟော woody plants မှာစဉ်းစားတဲ့အခါကျတော့ woody plants မှာ support ကဘယ်အောင်လဲဆို specialized tissue ပါဘလို့ specialized tissue လေဒီ cell တွေရဲ့ cell wall ပေါ့။ဟိုကျန်ရဒီ cell wall ဒါ plant cell ရှိမယ် plant cell မှာ cell wall က primary cell wall ရှိရ secondary cell wall ရှိရပေါ့ ဟော primary cell wall ကတော့ဒီ cell growth ဖြစ်နေတဲ့အချိန်ပေါ့ secondary cell wall ကကြတော့ age sensing အသက်ကြီးသွားပြီဒီ cell တွေကတက်တန်းကျလာပြီပြီးရင်သူဒီ growth set မဖြစ်တော့ဘူးဆို secondary cell wall ဟော primary cell wall နဲ့ secondary cell wall မှာ contents ကကွာသွားတယ် primary cell wall ဆိုဒီမှာကျွန်တော်ကြည့်ရင်မရှိမင်းဆိုပြီးဒီဟာလေးတွေကဒီမှာ cellulose ရှိမယ်ပေါ့ဟုတ်နော် ဒီမှာပြထားဒါလေးကဒီအစိမ်းကောင်လေးကဟီမီဆယ်လူလို့ပြီးရင်ဒီအဝါလေးကဆယ်လူလို့ရှိမယ်ဒီမှာကပက်တင်စာရှိရပေါ့အော် secondary cell wall ကျတော့ဘာအပူပါလဲဆိုတာဒါလေးတွေ ring နေအဲ့ဒါ lignin လို့ခေါ်တယ်ဟုတ်နော် lignin လို့ခေါ်တယ်ဒါက h cell စီမှာပဲဖြစ်တယ်။အော်ဒီ secondary cell wall lignin ပါတယ်ဆိုလို့ရှိရင်ဒီ cell တွေကဘာမှမပြောရေတွေပါမီရောမဖြစ်တော့ဘူးပေါ့ ဟုတ်နော်ဟောဒီမှာက secondary cell က plant cells အကုန်လုံးမှရှိတာမဟုတ်ဘူးသူကဘာလဲဆို stop expanding and anagen specialized silent elements စီ scaring chimera cells စီမှရှိပါလေဒါကဘာလဲဆို lignin ပေါ့ lignin ကခုနကပြောခဲ့တဲ့ aromatic polymer ဒီလိုမျိုး aromatic ring နေလောက်ထားတဲ့ polymer ကြီးပေါ့ဟုတ်နော် ဒါကျတော့ဒါ woody plants မှာ wood က sense ရှိတယ်ဒီမှာ sense ရှိအဓိကတော့ဘာလဲဆိုတော့ xylem မှာရှိရဲ့ကျတော့ fiber sense ရှိရဲ့ဟုတ်နော်ဒီ wall တွေမှာရှိရဲ့အော်ဒီ wall တွေမှာဒီမှာ cellulose semi cellulose lignin ပေါ့ lignin က secondary cell wall မှာပဲပါလားဟောဒါကတော့ကျတော့ရဲ့ textbook ထဲမှာပြထားတာပေါ့နော် woody stems မှာ primary xylem secondary xylem fluent peritem ဆိုရှိရပေါ့ vascular cambium အဲ့ဆိုတော့ဒီပုံကြီးကနည်းနည်းလေးပိုရှင်းအဲ့ဒီတတုံးကိုဖြတ်လိုက်တယ်ပေါ့အိမ်မှာအသားအိမ်မှာခုတ်ပြင်းစစ်နေတုံးအဝိုင်းနေပါရှိရဆိုကြည့်လို့ညာဟုတ်နော်ဒီခလေကတသားကြီးကမာနေတယ်ဒီထဲမှာ heart root ရှိရပေါ့ဟုတ်နော်ပြီးရခါကျတော့ sub root ရှိရအဲ့ဒီနှစ်ခုစလုံးကပါလဲဆိုတော့ xylem ပဲ ဒါပေမဲ့ဒီဘက်ကဇိုင်းလန်ကကြာသွားလို့ death cell စီကြီးပဲဖြစ်သွားတယ်ဆိုရင်ဒီဘက်ကမာသွားတော့ပေါ့ hard drop ဖြစ်တယ်ဒီနောက်ဇိုင်းလန် set ပူပေါ့ဟုတ်နော်ဒီဂျာရဲမှာက vascular cambium ဆိုရှိရေသူကတော့ဟိုဘက်ကဇိုင်းလန်မော်ဒီဘက် fluorescence စီကိုသူက support လုပ်ပေးဒီမှာ fluorescence ရှိမယ်ပြီးရင်တက်သားတုံးဆိုဒီပြင်ဘက်မှာပါရှိမှာတက်ခေါက်ပေါ့ဘောက်ရှိတယ်ဟုတ်နော်ဘောက်ရှိတယ်ဟုတ်နော်ခုနကပြောပြီးပါ အဲ့တော့ခုနကတော့ကဘာလဲဆိုရင်ဒီမာနေဖို့ဆိုရင်သူ့ကို scarenchyma tissue လေးရှိရမယ်။အော် scarenchyma ဒီ wall တွေကသူတို့မှာ secondary cell wall တွေရှိရယ် lignin တွေရှိရယ်ပေါ့။ဟောဒီ xylem မှာရှိရယ်ဇေရိုးရယ် xylem fiber C ဒီလို fiber C အဲ့မှာ xylem fiber C အထူးက scarenchyma cell စီနဲ့လောက်ထား။ဟုတ်နော် scarenchyma cell စီနဲ့လောက်ထား။ တော့ non woody plant ဆိုတော့ non woody plant ကြတော့သူက herbaceous ကသူ seasonal ဖြစ်တယ် season တစ်ခုပြီးရတယ်အပင်ကတည်သွားရပေါ့ဟုတ်နော် depends on the turgidity of the sun such as the parenchyma colenchyma other supportive tissue ပေါ့ဟုတ်အဲ့တော့ zero က climbers ပေါ့ ဟုတ်နော် climax ကတော့ဆိုလို့ဒီအတွေ့တက်တဲ့ epiphany ပေါ့ဟုတ်နော်အောင်မြန်ဒီမှာတင်တက်တဲ့ epiphany အချင်းချင်းမှာ climbing လုပ်တယ်ပေါ့ဟုတ်နော်ဒီကတော့သူကအပေါ်ကိုတက်တာပဲ climax ကဘာကြောင့်လဲဆိုရင် sunlight ကို obtain ဖြစ်ဖို့ပေါ့ဟုတ်နော်နေရောင်ကိုတေချာရဖို့အတွက်ဒါကြရင်း plants တွေရှူတွေမှာခုန parenchyma, colenchyma, scarenchyma, scarenchyma တိရှူးစီကဓမ္မဆိုတွေ့လိမ့်မယ်နော်ဝေါကဘာဖြစ်နေဆိုအရန်တစ်ကန်းဖြစ်နေတယ်ဒါဒီ thick secondary cell wall ပေါ့ဟုတ်နော်နောက်ခုန Habitus plan ဆို climber ဆိုကအဓိက parenchyma နဲ့ colenchyma tissue cells ရဲ့ targetity ကအဓိကသူတို့လုတ်ပေးတာဟုတ်နော်ဒါကတော့ကျေတို့က climbing roots of the beetles ဆာကွန်ရွက်ပေါ့နော်ကွန်စာလို့ရှိရင်အဲသူ့ကို ကွန်ရွက်ကလေးဟုတ်နော်ဒီလိုကွန်ရွက်ဖြစ်တယ်ဒါတော့ climber စီကိုတစ်ပင်မှာတက်တယ် climber စီကိုပြထားဟုတ်နော်နောက်တစ်ခုကကျတော့ပါလဲဆိုရင် special support structures ပေါ့ခုနလိုမျိုး physiological support ဒီဆဲတွေထဲမှာရေတွေဝင်ပြီးတော့ target ဖြစ်တဲ့ physiological support ရှိရယ်ပြီးရခါကျတော့ structural support ရှိရယ်ပေါ့ဟုတ်နော် structural support ကတော့ခုနဆဲရဲ့ structure ပေါ်မှာမူတည်ရယ်ဟုတ်နော်နောက်တစ်ခုက special support စီ ဟုတ်နော် special sports က prop groups ਆ ရှိ prop groups ကဒီလိုမျိုးအပင်ရဲ့ဓာပိုင်းရတယ် stem or branches နော်အော် root ဆိုပေမဲ့သူကဘယ်အထွက်လာလဲဆိုရင် stem or branches ကနေ goes down အောက်ကိုကျလာဟုတ်နော်အဲ့တော့ဒီအပင်ကြီးကိုအောက်ကနေဒီကနေကျလာပြီးဒီ root ကမြေကြီးနဲ့ထိသွားပြီးဒီ gain ကိုဆက်ပို့ပေးထားပေါ့ဟုတ်နော်နောက်ပမာလဲဆိုညောင်ပင် ဟုတ်နော်ဖရားမှာဒီသက်ပဲညောင်မင်းတို့ပါအောင်တွေ့လိမ့်မယ်ဘန်ယန် trees ပေါ့ဟုတ်နော်ဒါကတော့ miss ပြောင်းမင်းလို့သူပြောထားတယ်ဟုတ်နော်နောက်တစ်ခုကပါလဲဆို tendrees tendrees ကကြတော့ curly string line stretcher ပဲ curly ဆိုတော့တော့များပေါ့ဘာဖရားနေဖြစ်တာလဲဆို stems and leaves နော်ဒါတွေက leaves လေးသတိထားလိုက် ။ဟောကျေတော့ဒီလိုအတော်လေးတွေတွင်းရင် stems ကဖြစ်တယ်ပဲထင်တာပေါ့။ဟုတ်နော် stems ကလည်းဖြစ်တယ် leaves ကလည်းဖြစ်တယ်ဒါတွန်းတွန်းခုခွေလေးတွေ cars and twins တော့ပတ်ထားရင် other parts of the plants အပင်တခြားပင်ရဲ့တစ်စိတ်အပိုင်းတွေ stem ကိုသွားပတ်တာလည်းဖြစ်နိုင်တယ်ကျွန်တော်မျိုးမှာတုတ်ချောင်းတွေပိုင်းထိုးထားရင်ဆိုအဲ့ object ကိုသွားပတ်တယ် to climb ပေါ့တက်သွားဘူးနော်မို့ဆိုရင်သူကဘေးကိုကြောက်သွားမှာပေါ့သူအပေါ်တက်ဖို့ to climb လို့ပေါ့အော်ဒီမှာသခွားပင် cucumber ပင်လို့ နောက်ခါကြတော့ပတာခေါက်တာကြဟင်းငါပင်လို့ပြီးရခါကြဆိုဘိုးပင်လို့ပါအောင်တွေ့ပြီးလိမ့်မယ်ဒီလိုမျိုးအတွန်တွန်နဲ့ဘူးရက်တွေပါလေဆိုအိမ်မှာဒီလိုအတွန်လေးပါဟုတ်နော်နောက်ခါမှလည်းဆိုတော့ thorns တာဆူးပေါ့ဗမာလိုတော့ဆူးလို့ခေါ်လိုက်တာပေါ့ဟုတ်နော်သူကဒီဟာဘယ်ဟာဖြစ်တာလဲ branches ကဖြစ်တာ။အော် branches ကဖြစ်တဲ့အတွက်ကြောင့်သူ strong ဖြစ်တယ်။ဟုတ်နော် sharp modified branches အဲ့ဒီအတွက်ကြောင့် strong ဖြစ်တော့ cannot be easily removed လို့အောင်ဖြတ်ပါလေတဲ့ဟုတ်နော် torn เสียပါလဲဆို hooks တော့အကျိတ်လိုပဲ pull onto the support ဟုတ်နော် support ပေါ်မှာသူကဒါလေးတွေက bar problem မှာ hook တို့မျိုးဖြစ်ပါချိတ်နေရပါဘောဟုတ်နော်နောက်ဒီမှာဆက်ကူပန်းဒါဆက်ကူပန်းတွေ့ဘူးလိမ့်မယ်ဒါကအဲ bonky villa ပေါ့ဟုတ်နော်ပါဇီရိုကဒီလိုမျိုးတွေ့တဲ့အခါကြာလို့ရှိရင် ဟုတ်နော်အတန်ထွက်လေးကိုတည်ချင်နေဆိုရင်ဓမ္မကြည့်လို့ရဘူဂန်ဗီလီယာဘူဂန်ဗီလီယာဟုတ်နော်အဲ့တော့နောက်ထပ်တစ်ခုကဘာကဘွန်ဂန်ဗီလီယာပေါ့ဟုတ်နော်စကူပဲရက်တန်ကဘာလဲဆိုတော့သူကချိန်နေပေါ့ဟုတ်နော်ချိန်ချိန်ဆိုချိန်နေထိုးတဲ့ချိန်နေထိုးတဲ့ထိုင်ကုန်လို့ဟုတ်နော်ဒါဆိုအကလီအလိုမျိုးချိန်နေတွေ့လို့လိမ့်မယ်ဟုတ်နော် ဒါမှမဟုတ်ဂျိန်လုံးနဲ့ရိုက်ခံရလို့ပေါ့ဆိုတဲ့ဂျိန်ကိုတည်တယ်နော်နောက်တစ်ခါပါလဲဆိုပရီကန်စပရီကန်စက outgrowths of the epidermis ခုနလိုမျိုး thorns လိုမျိုး branches ကလာမဟုတ်ဘူးသူကဘယ်ကလာလဲ epidermis ကလာအော်ဒီ stem ရဲ့အပြင်ဆုံးမှာပေါ့ epidermis ကနေလာလာဆိုတော့သူက easily remove ဖြစ်တယ်ဟုတ်နော်အော်နှင်းစီဆူးလို့ပေါ့ဆိုရင်ဒီလိုလက်ကလေးနဲ့ချိုးနိုင်အလွယ်တကူချိုးသွားရဲပေါ့ဟုတ်နော် remove လုပ်လို့ရပါတယ်တဲ့ ဟုတ်မလားဒါကဘာလို့ဆို brickles ပေါ့အဲ့ဒါပြီးရခါကျတော့ buttress roots ပေါ့ဟုတ်နော် buttress roots ကကျတော့ thick support roots grow from the stem သူလဲ stem မှနေလာဟုတ်နော်အော်ခုနကတော့ကကျတော့က prop roots ကပါလဲဆို branch ကနေလာဟုတ်နော် stem or branch ကနေလာသူက stems ကနေလာဒီပင်စီရနေရထွက်လာဒီလိုမျိုးရှည်ထွက်လာဟုတ်နော် stem above the ground เนาะဒီမြေပြင်ရဲ့အပေါ်ဘက်ကဒီသူကဒီအောက်ဘက်မှာထွက်တာမဟုတ်ဘူးမြေပြင်ရဲ့အပေါ်ဘက်မှာရှည် stem မှနေအောက်ကိုဒီ roof တန်းဆင်းတာ buttress roof ပေါ့ဟုတ်နော် both the tree family to the ground အဲ့တော့ဒီမှာအပင်ကိုပိုပြီးမှမြေကြီးပေါ်မှာလုပ်ထားတဲ့ extra support ပေါ့ဟုတ်နော်အဲ့ဒီမှာ durian ပင်တို့ဟုတ်နော် ဆိုရင်းနာဆိုတာကပင်လေကဗီလို့ခေါ်တယ်ဆက်လဲဒီအပင်တော့မမြင်ဘူးပင်နေကဗီပေါ့ဟုတ်နော်ဟောဒီပင်နေမှာဘာကဘတ်ထရက်စ်ရူစီရှိရေပေါ့ဟုတ်နော်အဲ့ဒါပြီးကလပ်စပင်ဂရုပ်စ်သူအားကြရုပ်စ် grips onto the other plants ဟောဒီမှာဆိုရင်ဒီအပင်လေးမှာဒီမှာ root stage ရှိနောက်တစ်ခြားအပင်လေးပေါ်မှာဘာသွားလုပ်မလဲဆိုရင်သွားပြီးတော့မှ ဒီအပင်ရဲ့အစိပ်ပိုင်းတွေကို grip spawn လုပ်တယ်။ဥပမာဆိုဒီဟာလေးကဒီအပင်ပေါ်မှာသွားကပ်ပေါက်တာပေါ့။ဟုတ်နော်။ဥပမာဆိုရင် Peter Gomin ကောမင်းဆိုဒီအပင်ပေါ်မှာသူ့ရဲ့အညစ်ကလေးတွေကသွားပြီးတော့တွေ့နေတာဟုတ်နော်။နောက်တစ်ခုကငရုတ်ကောင်းမင်းပေါ့။ဟုတ်နော်။ငရုတ်ကောင်းမင်းအဲ့မှာ plus pin group ဆန်ရှိတယ်။ဟုတ်နော်။အဲ့တော့သူတို့ကဒီနေ့ Great Dane Biology chapter 3.1.2 support system in terrestrial plants ကိုဒီနေ့အတူလေ့လာကြရင်ဗမာပြည်မှာရှိတဲ့တခြားသောကျလို့ရဲ့ creatin biology လေ့လာနေတဲ့အကြောင်းအရာတွေအချဲရဲ့ zivaka health knowledge sharing channel ကို like and subscribe လုပ်ပေးကြပါ sharing is caring နောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြမယ်နော်